အားလုံးပဲမင်္ဂလာပါရှင် MBA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ8ရက်နေ့လည်ခင်းတရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေတဲ့ PSM မှာကြောင့်ပြည်သူလူထုလွတ်လပ်ခွင့်နဲ့လုံခြုံရေးထိခိုက်ဆုံးရှုံးစေခဲ့ပြီလို့ပြောလာတဲ့အတန်အဖွဲသတင်းအာနာသိန်းစစ်တပ်ကြောင့်အမျိုးသမီးဘလောက်ကောင်အသက် ဆုံးရှုံးခဲ့ရပြီလဲဆိုတဲ့သတင်း ဂေမုံပွဲစီစဉ်သူအမှုပညာရှင်မပေးပဲရှောင်ပေးနေတဲ့တရင်ဖိုးစုတ်ထုံမြင့်နိုင်မွေးနေ့မှာရုံမာတဲ့စစ်တကြောင်ဒေတာခံတွင်အထိနာရပြန်တဲ့တရင် ချင်းတက်တွေအောင်ပွဲခံပြီးစစ်တပ်40ကျော်တေဆုံတဲ့အထိ အထိနာခဲ့ရတဲ့တိတိန်တိုက်ပွဲတွင်ရှီချင်းဖြင့်ကိုယ်တိုင်ဦးစီးပြီးတက်တော်ဝင်စေခဲ့တဲ့တရုတ်ရဲ့ခင်အမီဆုံးလေရင်တင်တင်မော်ကြီးအဲ့ဒီလိုနေ့လည်ခင်းအထိအထူးကြဆုံးဖြစ်ခဲ့တဲ့ပီရင်ပီပါတရင်တွေကိုတင်ဆက်ပေးထားပါလိမ့်ရှင်ပြည်တွင်းသတင်းတွေကိုအရင်ဆုံးရှုစားလိုက်ကြရအောင်ပါ PSM မှာကြောင့်ပီတူလူတို့လွတ်လပ်ခွင့်နဲ့လုံခြုံရေးထိခိုက်ဆုံးရှုံးစေခဲ့ပြီလို့ပြောလာတဲ့အတန်အဖွဲ့အကြောင်းနဲ့စာလိုက်ချင်ပါတယ်။လူပုတ်ကိုစစ်စစ်ရင်းနဲ့စောက်ကြည့်လိုက်ရဲစနစ်လို့ခေါ်တဲ့ PSMS နဲ့ချိတ်ဆက်အသုံးပြုနေရကြောင်းစစ်တပ်ရဲ့ထောင်လင်းရေးဆွေးရင်ပိုကောင်းလာစေရလို့အတန်အဖွဲ့ကပြောပါတယ်။ဒါကြောင့်ပြည်သူလူထုရဲ့လုံခြုံရေးနဲ့လွတ်လပ်ခွင့်ကိုများစွာထိခိုက်ဆုံးရှုံးစေတယ်လို့အတန်အဖွဲ့ရဲ့အစီရင်ခံစာထဲထည့်သွင်းပြောကြားထားတာပါ။နိုဝင်ဘာ9ရက်မှာဆက်သွယ်ရေးလိုင်းပြတ်တောက်ခြင်းရဲ့အကျိုးဆက်အနေနဲ့ပြုလုပ်ခဲ့တဲ့သုတေသနစာလန်းတို့နဲ့ပတ်သက်ပြီးအတန်ဖွဲ့ကမိတ်ဆက်ထုတ်ပြန်ခဲ့တဲ့အထက် PSMS စနစ်အသုံးပြုမှုကြောင့်ဖြစ်ပေါ်နေ တဲ့နောက်ဆက်တွဲပီရင်းကအခြေအနေတွေကိုဖော်ပြထားတာဖြစ်ပါတယ် လက်ရှိချိန်ထိ PSM စနစ်ကြောင့်ပြည်သူ1650ကျော်ဖမ်းဆီးခံထားရတယ်လို့လည်းသိရပါတယ်။ဒါကပြည်သူလူထုအပေါ်အလုံးစုံထိန်းချုပ်လိုတဲ့ဆန္ဒဖြစ်ပြီးတစ်တက်စနစ်နဲ့လူထုရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုချုပ်ကင်လိုတဲ့စစ်တပ်ရဲ့ရည်ရွယ်ချက်ကိုပေါ်လွင်စေတယ်လို့လည်းအတန်အဖွဲ့ကပြောပါတယ်။ဒီစနစ်ဟာလက်တွေ့ဘဝမှာပြည်သူလူထုရဲ့လုံခြုံရေးနဲ့လွတ်လပ်ခွင့်ကိုဘလောက်ထိထိခိုက်စေနိုင်လဲဆိုတာကိုဖော်ပြနေရလို့လဲတတိပေးထားပါတယ်။ ဒီစနစ်တွေကိုပြည်တွင်းကတိုက်ခံလှုပ်ရှားသူတွေနဲ့ဒီမိုကရေစီလိုလားသူတွေကို ဖော်ထုတ်ဖန်စီရမှာအထူးကကိရိယာတစ်ခုအဖြစ်စစ်တပ်ကအသုံးချကနိုင်ငံသားတွေရဲ့အခြေခံအခွင့်အရေးတွေကိုချိုးဖောက်နေရလို့အတန်အဖွဲ့ရဲ့အစီရင်ခံစာမှာရေးသားထားပါတယ် စစ်တပ်လက်လွတ်ထားရတဲ့မြို့နယ်တွေမှာ PSM စနစ်ကိုအသုံးမပြုနိုင်သေးပေမဲ့စစ်တပ်ထိန်းချုပ်တဲ့မြို့နယ်အများစုမှာတော့အဲ့ဒီစနစ်ကိုအသက်သွင်းနေပြီလို့ဆိုပါတယ်ဒုတိယအနေနဲ့ထပ်မံတင်ဆက်ပေးချင်တာကတော့အာနာသိန်းစစ်တပ်ကြောင့်မြမအမျိုးသမီးဘလောက်တောင်အသက်ဆုံးရှုံးခဲ့ရပြီလဲဆိုတာဖြစ်ပါတယ်စစ်တပ်အာနာသိန်းလိုက်လို့တတိုင်းပြည်လုံးဒုက္ခရောက်ခဲ့ရတာမှကလေးနဲ့အမျိုးသမီးတွေက ပုံမိုဆိုးရရတယ်လို့စစ်တပ်နဲ့အရာတီးရပါတယ် စီယိုစုရဲ့အကြံဖတ်တိုက်ခိုက်မှုကြောင့်ဒီနှစ်2025နှစ်စကနေအော်တိုဘာလအထိ10လအတွင်းအမျိုးသမီး669ဦးသေဆုံးခဲ့ပြီး910ဒဏ်ရာရခဲ့တယ်လို့မြမအမျိုးသမီးတမကရဲ့ထုတ်ပြန်ချက်အရသိရပါတယ်အဲ့ဒီတဲ့၄ချောင်းတိုက်ခိုက်မှုကြောင့်924ဝတီတည်ဆုံခဲ့ရတာဟာပမာဏအများဆုံးဖြစ်တယ်လို့သိရပါတယ် နယ်စပ်ဒေတာအခြေဆိုင်စီရီယံလေတဲ့အရာရှိတအူကတော့ပြစ်မှတ်ကိုတိတိကျကျပုံစဲနိုင်တဲ့ Jet Fighter နဲ့အရသာပီသူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာတွေ့ရတယ်လို့ပြောပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့စစ်တပ်ကစေရိတ်ခြေထားတဲ့အနေနဲ့ပါရာမော်တာတွေတုံးလာပြီးပြစ်မှတ်အတိအကျမပြစ်နိုင်တဲ့ပါရာမော်တာကိုလူအုပ်များတဲ့အခါမျိုးမှာပြင်မရဲပုံစံအနေနဲ့တုံးတာတွေ့ရတဲ့အကြောင်းသူကပြောပါတယ်။ မေလာနဲ့အမျိုးသမီး62ဦးသေဆုံးမှုဟာပမာဏအများဆုံးဖြစ်ခဲ့ပြီး71ဦးကလေးချောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတယ်လို့မြမအမျိုးသမီးတမကရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ ပြီးခဲ့တဲ့အော်တိုဝါဒလထဲမှာတော့အမျိုးသမီး80ဝတ်တီတည်ဆုံခဲ့ပြီး80လောက်ဒဏ်ရာရခဲ့ကြောင်းလဲနိုဝင်ဘာ9ရက်မနေ့ကထုတ်ပြန်ချက်တဲ့ဖော်ပြပါရှိပါတယ်။အော်တိုဝါလာအတွင်းထူးခြားဖြစ်စဉ်အနေနဲ့အော်တိုဝါ6ရက်တရင်ကျွတ်လာပြင်းနေ့ည7:00နာရီခန့်မှာခြောက်မြို့နယ်မြောက်ချမ်းတနေရာမှာစီမီထွန်းတပိတ်ချင်းပါနေတဲ့လူအစုလိုက်အပြုံလိုက်ရှိနေချိန်စေအုပ်စုကပါရာမော်တာနဲ့ပုံချဲခဲ့လို့အမျိုးသမီးတွေအပါအဝင်22ဦးတည်ဆုံပြီး52 ဦးတန်းရာရခဲ့တာဖြစ်ပါတယ်။ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးနေပါတယ်။ရင်းမွန်ပွဲစီစဉ်သူအမှုပညာရှင်မပေးပဲရှောင်ပြေးနေတဲ့သတင်းကိုတင်ဆက်ပေးပါအောင်မရှင်။ နမဲကျော်တေးဂီတာပညာရှင်ဝေမွန်ရဲ့နှုတ်ဆက်ရှိုးဝဲကိုစီစဉ်သူဟာအနုပညာရှင်စက်သိန်း90မပေးဘဲရှောင်ပြင်းနေလို့သတင်းရရှိပါရယ်။ဝေဟုတော်လည်းရင်မှာအာနာရှင်ကိုတော်လည်းရင်လူမြောက်နေမြေမှာကြဆောင်ခဲ့ရတဲ့တော်လန်ဂီတာပညာရှင်ဝေမွန်ရဲ့မိသားစုဝင်အကြအနုပညာရှင်ပြည်တနာတွေပေါ်ပေါက်နေတာပါ။ ဝေမိုးရဲ့မိခင်ဒေါခင်မြတ်မွန်ကအိဒီယက်ဘန်နှုတ်ဆက်ဖျော်ဖြေပွဲပြီးဆုံးတာနှစ်ပတ်ကြာပြီးဖြစ်ပေမဲ့အမှုပညာရှင်တွေမရသေးဘူးလို့သူမရဲ့လူမှုကွန်ရက်ကတဆင်နိုဝင်ဘာ6ရက်မှာရေးသားပြောဆိုထားပါတယ် ပွဲတာပြီးသွားတဲ့ဒီနေ့ဒီချိန်ထိအဓိကကြတော့ဝေမွေရဲ့ရပိုင်권ဇယင်တုံမသားဆိုတပြားတစ်ချက်မှမရသေးတဲ့ကိစ္စကြံတခြားသူများနဲ့အိရအဖွဲသားအားလုံးတော့ရပြီးသွားပြီလို့အတိအကျတည်ပြီးပါပြီ။ရရှင်းပေးကြပါအောင်လို့ဒေါခင်မြင့်မွန်ကရေးသားပြောဆိုထားတာပါ။အဆိုပါဖြောပြေးပွဲကို9 Planet Production တည်ထောင်သူခိုင်းကျုံလို့ခေါ်ကြတဲ့ကိုတက်ဖုံနိုင်ကစီစဉ်ခဲ့တာဖြစ်ပါတယ်။ သူကရင်မွန်ရဲ့မိခင်နဲ့ညီမဖြစ်သူတို့ထံပွဲပြုလုပ်ဖို့အတွက်စာချုပ်ငယ်မဟုတ်ပဲနှုတ်ကတိနဲ့ပဲအမှုပညာရှင်ပေးဖို့နဲ့ပွဲစီစဉ်ခွင့်ကိုရယူခဲ့တာလို့သိရပါတယ်ဒီအချိန်မှာရေမိုရဲ့မိသားစုအနေနဲ့အမှုပညာရှင်မရသေးတဲ့ဖြစ်စဉ်မှာကိုတက်ဖုံနိုင်ကအတွေ့မခံပဲရှောင်ပြင်းနေလို့ဆိုပါတယ် တက်ဖုံးလာရင်ခပြောင်းကိုဒီကိစ္စသုံးပတ်လုံးတွေ့ပြီးရှင်မအကုန်ပြောထားပြီးတာနော်ကိုကိစ္စကိုလာရှင်မကျွန်တော်နဲ့ကျွန်တော်တို့ဘန်ဘက်ကရယ်ဒီပါအခုကျွန်တော်နာမည်ဆွဲထည့်ခံရတာအတွက်ပါတောင်းပန်ပေးပါကျေးဇူးပါလို့ဣရိယဘန်ရဲ့လီဂီတာတမကိုဖိုလုံကဒေါခင်မြတ်မွန်ရဲ့ပို့ဆောင်မှာဝင်ရောက်ပြောဆိုထားတာတွေ့ရပါတယ် အော်တိုဘာ25ရက်ကပြုလုပ်ခဲ့တဲ့အိဒီယဘန်နှုတ်ဆက်ဖျော်ဖြေပွဲအတွင်းရေမုံရဲ့ငဲတငယ်ချင်းဖြစ်သူတစ်တန့်ရှင်အတီနိုဖျော်ဖြေရင်လဲကြတည်ဆုံခဲ့ရသလိုပရိသတ်ထောင်ချင်းလာရောက်အားပေးခဲ့တဲ့ပွဲရဲ့လက်မှတ်ကစီနုံကြီးမြင်တာနဲ့ပွဲအတွင်းစီမံခန့်ခွဲမှုမကောင်းတဲ့ပြဿနာတွေရှိခဲ့ပါတယ်ဆက်လက်ပြီးဘိုးချုပ်ထွန်းညံနိုင်မွေးနေ့မှာရုံမာတဲ့စစ်တပ်ကြောင့်ဒေသခံတွေအထိနာရပြန်တဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ် မဆားရတဲ့အမဲတဲနဲ့လိုက်ပတ်နေတဲ့အာနာသိန်းစစ်တပ်ဟာအရိုက်ခတ်တော်၏တိုက်ထိုက်သိမ်းပိုက်ထားတဲ့ရခိုင်ပြည်ပုံနာကျွန်းနဲ့မင်းပြားတို့ကိုတရက်တည်းဘုံမိုကျဲချခဲ့လို့ဒေသခံပြည်သူတွေအထိငါစေခဲ့ပါတယ်။ ဒါအေကောင်းဆောင်ဘုချုပ်ထုံးမြင့်နိုင်ရဲ့မွေးနေ့နဲ့တိုက်ဆိုင်ပြီးစစ်ကောင်ရှင်ဘက်ကအခုလိုဘုံဝင်ကျဲချတိုက်ခိုက်ခဲ့တာပါစစ်တပ်ကပုံနာကျော်မြို့နယ်ကိုနိုဝင်ဘာလ9ရက်နေ့လယ်ပိုင်းမှာလေကြောင်းနဲ့လက်နက်ကြီးသုံးပြီးတိုက်ခိုက်ခဲ့ပြီးနောက်အဲ့ဒီနေ့ညပိုင်းမှာမင်းပြမြို့ကိုဘုံထက်ကျဲခဲ့တာကြောင့်ကလေးနဲ့အမျိုးသမီးတွေအပါအဝင်စုစုပေါင်း9ဦးတေဆုံးပြီးကိုယ်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ် ပုံနာကျွန်းမြို့နယ်ကွန်းတောင်ကျေးရွာကိုစစ်တွေအခြေဆိုင်အမှတ်၃၄ချင်းမြန်တရင်ကနေတနက်ကြီးဖြစ်ခဲ့ခဲ့တယ်လို့အောင်ဖြူပြင်ကျေးရွာကိုလည်း drone နဲ့ပုံကျဲလို့အရတနှအူဒဏ်ရာရရှိခဲ့တယ်လို့တေတာကန်တွေကပြောပါတယ်ကြပြင် ပုံနာကျုံမြို့နယ်ရိုတရုတ်ရွာကိုစစ်တပ်ကချက်ဖိုက်တာနဲ့ပုံကျဲလို့ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်၅ဦးတေဆုံးပြီး9ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ နေ့ည7နာရီလောက်မှာတော့မင်းကြမျိုးမြို့တေရက်ကွက်က မိုးတီအောင်ဘောရာဆောင်ကိုဂျက်ဖိုက်တာနဲ့ဘုံးထက်ကျဲလို့အရတား3ဦးတေဆုံးပြီး10ဦးထဏ်ရာရသွားတယ်လို့ဒေသခံတနေ့ရင်းမြစ်တွေကပြောပါတယ်အဓိကဒံရရသူတွေကိုအရေးပေါ်စေကူတာမှုတွေပြုလုပ်ပေးနေလို့တည်င်းရရှိပါတယ်။အာရကတက်တော်ရေးတီထောင်သူနဲ့စေုံစီချုပ်လည်းဖြစ်တဲ့ဘိုးချုပ်ထွန်းမြတ်နိုင်ရဲ့မင်းကကြာရောက်တဲ့၄၈နှစ်ပြည့်မွေးနေ့ကိုຫນွေဥတော်လိုင်းတပ်ဖွဲ့တွေကဝင်းနေဆူတောင်းပေးထားတာတွေ့ရပါတယ်။ ဖီရီနေကနောက်ဆုံးသတင်းအနေနဲ့စစ်တပ်တွေအောင်ပွဲခံပြီးစစ်တပ်၄၀ကျော်တေဆုံးတဲ့အထိ အထိတာခဲ့ရတဲ့တီးတိမ်တိုက်ပွဲအကြောင်းပြောပြပေးပါမယ်။ ချင်းပင်နဲ့တီးတိမ်မြို့ကအင်အားများပြားပါတဲ့စစ်ကြောင်းနဲ့ချင်းကာကွယ်တပ်တွေကြားအော်တိုဝါ29ရက်ကနေနိုဝင်ဘာ3ရက်နေ့အထိတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။အဲ့ဒီစစ်ကြောင်းဟာအော်တိုဝါ26ရက်ကစလို့တီးတိမ်အခြေဆိုင်ခလိုက်ရ169တန်း MI something ရဟတ်ရင်နဲ့အင်အား900ခန့်ကို26ကြိမ်အထိဆင်းသက်ပို့ဆောင်ခဲ့ပြီးနောက်ထိုးစစ်ဆင်ခဲ့တာဖြစ်တယ်လို့ချင်းကျင်အောင်တပ်ဖွဲ့ကဆိုပါတယ်။အဓိကစစ်ကြောင်းဟာအင်အား400ကျော်လောက်နဲ့အတူတီးတိမ် င်မြို့ကနေကလေးလန်းပိုင်းတိုင်းငင်ဘက်ကိုဦးတီကစစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်အဲ့ဒီကဆောင်းရတာတိုက်ပွဲတွေအတွင်းစစ်သား40ဦးတင်ဆုံပြီးလက်လက်ခဲယံတွေနဲ့အတူစစ်တုပ်ပန်းတချို့ရရှိခဲ့တယ်လို့စစ်တပ်ကအထက်မှပြုတ်ကျင်ခဲ့တဲ့အမျိုးသမီးတအူးအပါဝင်ပြည်သူ14ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ချင်းညီနောင်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ် အဲ့ဒီစစ်ကြောင်းတွေကအင်အား900ကျော်ရှိတဲ့ခြေလင်းစစ်ကြောင်းကိုချင်းညင်အောင်တပ်ဖွဲ့တွေကအောက်တိုဘာလ29ရက်နေ့မှာတိုက်ခိုက်ခဲ့ရာအောက်တိုဘာ30ရက်နေ့တီးတိမ်ကလေးလမ်းပေါ်ကဒိန်လိုလမ်းခွဲနားမှာတော့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီမှာစစ်တပ်ဘက်ကအထိနာခဲ့တာကြောင့်ရှေ့ဆက်မတိုးနိုင်တော့တဲ့အတွက်အော်တိုဘာလ31ရက်နေ့မှာတိတိမ်မျိုးခလရ269ကစစ်သား80ခန်းတက်ကိုထပ်ပို့ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ1ရက်နေ့နေ့ရက်နေ့တို့မှာလည်း ှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီးစစ်သားအများပြားထိခိုက်ဒေဆုံးကရဟန်းအချုံနဲ့မော်တော်ကားတစ်စီးကိုချင်းညင်အောင်တပ်ဖွဲ့တွေကတိမ်စီရရှိခဲ့ပါတယ်။နိုဝင်ဘာလ3ရက်နေ့မှာတော့စစ်တပ်ကဒေသခံတွေကိုလူသားတိုင်းအဖြစ်အသုံးပြုကထိုးစစ်ဆင်လာလို့ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်နိုဝင်ဘာလ6ရက်နေ့မှာတော့စစ်တပ်ရဲ့လူသားတိုင်းအဖြစ်ဖမ်းဆီးပြီးအထမပြုချင်းခံခဲ့ရတဲ့အမျိုးသမီးတအူအပါအဝင်ဒေသခံပြည်သူဆက်လူကိုချင်းညင်အောင်တပ် ဖွဲ့ဝင်ကကက်တင်နိုင်ခဲ့ပြီးစစ်တုပ်ပန်းအချို့ကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့ချင်းညင်အောင်ကအသိပေးထားပါတယ်။နောက်ဆုံးပြပါတဲ့အနေနဲ့ရှီချင်းဖြစ်ကိုယ်တိုင် UCB တက်တော်ဝင်စီခဲ့တဲ့တရုတ်ရဲ့ခင်မီဆောင်လင်းရင်တင်တင်မော်ကြီးအကြောင်းပြောပြရင်းဒီနေ့နေ့လည်ခင်းအတွက်ကျမရဲ့သတင်းတင်ဆက်မှုကိုအဆုံးသတ်လိုက်ပါစီရှင်။ တရုတ်ရဲ့ခင်မီဇွန်လေးရင်တင်ဒမော်ဂျီဖြစ်တဲ့ဖူးချက်အမီယာလေးရင်တင်ဒမော်ဂျီကိုတရုတ်ကတရားဝင်မိတ်ဆက်လိုက်ပြီးဖြစ်ပါတယ်။ဒီဒမော်ဂျီကတရုတ်ပြည်သူလူမျိုးရေးတပ်မတော် PLA ရေးတဲ့ရဲ့တတိယမြောက်လေးရင်တင်ဒမော်အဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ဖူးကျန်တင်မော်ကြီးကိုတရုတ်နိုင်ငံတောင်ပိုင်းဟိုင်နန်ကျွန်းကရေတပ်စေကံမှာဗိုလ်ရုနေကတတ်တော်ဝင်ခန္ဓာပြုလုပ်ပြီးတရားဝင်တာဝန်ထမ်းဆောင်စေခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာတွေကအတည်ပြုထားပါတယ်။ တရုတ်ကောင်ဆောင်ရှီချင်းဖင်ကိုတန်းတက်ရောက်ခဲ့တဲ့အဲ့ဒီခန္ဓာဟာတရုတ်ရစ်တရဲ့စီးရေးအဆင့်မြင့်တင်မှုသမိုင်းမှတ်တမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဖူချန်တင်မောဟာတရုတ်နိုင်ငံကကိုရန်ဒီဇိုင်းရေးဆွဲပြီးကိုရန်တီဆောက်ခဲ့တဲ့ ပထမအုံဆုံးလင်းရင်တင်တင်မောဖြစ်တဲ့အပြင်သူ့ရဲ့အဆင့်ညင်းပညာတွေကြောင့်အရင်တင်မော20တက်အပတ်ပတ်ကစွန့်ရင်မြန်မာလာတယ်လို့စည်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။အရင်လင်းရင်တင်တင်မော20ကတော့ဖျောင်းနေတဲ့ရှန်တုံတို့ဖြစ်ပါတယ်။ ဖူးချန်ရဲ့အတူကြဆုံးအင်္ဂါရက်မှာတန်လိုက်တာအသုံးလေရင်ပြစ်လို့စနစ်နဲ့တက်ဆင်ထားတာဖြစ်ပါတယ်။ဒီစနစ်ဟာအမေရိကန်ရေတပ်ရဲ့နောက်ဆုံးဘော Terre Air Force မျိုးစာတင်မော်ရီမှာပဲတုံးဆွဲတဲ့ဤပညာဖြစ်ပြီးတော့အရင်တေးရုပ်တင်မော်ရီမှာတုံးတဲ့စကီးခုံစင်ပုံစံတဲ့ပုံမော်ထိရောက်တယ်လို့သိရပါတယ်။ ဒီစနစ်ကြောင့်ဖူကျန်ဟာလေရင်ပုံမတင်ဆောင်နိုင်ခြင်း၊လောင်စာနဲ့ခဲယံအပြစ်တင်ဆောင်ထားတဲ့လေရင်တွေကိုပါပြစ်လွန်နိုင်ခြင်း၊လေရင်ကျင်တက်နှုံကိုပုံမမြင့်တင်နိုင်ခြင်းစတဲ့စစ်စင်ရေးဆွေးရည်တွေရရှိလာစေမှာဖြစ်ပါတယ်။ တရုတ်စီရေခွဲခြမ်းစစ်ပြာသူတွေကတော့ဖူးကြံတင်မောရဲ့ရှိပန်းချက်မှာအမေရိကန်ရစ်တဲရဲ့ဩစာလမ်းမုံမှုကိုရှင်းပြမှုနဲ့အင်ဒိုပစိဖိတ်ဒေသမှာတရုတ်ရဲ့စစ်ရေးအင်အားကိုပုံမဖော်ထုတ်ဖို့ဖြစ်ကြောင်းထောက်ပြပြောဆိုနေကြပါတယ်။ MP ရဲ့နေ့လည်ခင်းကြီးရရှိထားတဲ့အထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအလုံးနဲ့တကွာဝင်ရောက်မချက်ပြုပေးသူအလုံးကိုလည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်ငပြားချမ်းသာချမ်းသာပြီး ဝအမော်ရေပြေကြပါစေရှင်။